နက်ကျင်လွေပါလာလေးရဲ့နေအင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်ချက်တွေကိုတိဆက်ပေးပါမယ်ရှင်။ဒီကနေ့မနက်၈နာရီကျော်အချိန်ကစကိုင်းတိုင်းဟောမလင်းမြို့နီကိုဗဟိုပြုပြီးပြင်းအားလေးသမလေးဆင်းရှိတဲ့အင်အားနှင်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလောက်ခတ်သွားခဲ့ပါတယ်။ကဲအခုတော့မိုးလေဝသအခြေအနေဘက်ကိုပြန်လဲကြည့်လိုက်ကြအောင်ပါ။မြန်မာနိုင်ငံဟာအရှိန်နဲ့အနောက်ကမိုးလေဝသအခြေအနေနှစ်ခုရဲ့တက်ရောက်မှုကိုဆက်လက်ရင်ဆိုင်နေရအောင်မှာဖြစ်ပါရဲ့ရှင်။ဘင်္ဂလားပင်လယ်အော်ထဲကလေပြင်းနဲ့ရုံဝန်ကတော့ဧရာဝတီမြို့ကကျုံဘော်ကိုဖျက်ကျော်ဝင်ရောက်နေရတာကနေအခုဆိုရင် အနောက်မြောက်ဘက်ကိုဦးတည်ပြီးရခိုင်ကယူနဲ့တက်လျှောက်ရွေ့လျားနေတာကိုတွေ့ရပါတယ်။သူဟာနိုဝင်ဘာလ9ရက်နေ့လောက်မှာဘင်္ဂလားဒေ့ရ်နိုင်ငံကိုဝင်ရောက်သွားပြီးရင်တော့မြန်မာနိုင်ငံမှာမူဝါဒနဲ့ရွေ့သွားဖို့ရှိပါတယ်။ဒါတင်မလားဆိုတော့မဟုတ်သေးပါဘူး။အရှိတ်ပစိဖိတ်သမုဒ္ဒရာမှာတော့တိုက်ဖူးမုန်တိုင်းကမေကြီးဟာဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်နေပြီးတပ်တရုတ်ပြည်ငယ်ထဲကိုဝင်ရောက်ဖို့အားယူနေပါတယ်။ဒါအပြင်သူ့နောက်မှာနောက်ထပ်လေးဖြစ်ရတဲ့ရုံတစ်ခုကလည်း တောက်တရုတ်မိလေထဲကိုဝင်ရောက်လာဖို့တန်းစီနေတာကိုတွေ့ရပါတယ်ဒီလိုမိုးလင့်မသားအချိန်တွေဇက်တိုက်ဖြစ်ပေါ်နေတာဟာလက်ရှိဖြစ်ပေါ်နေတဲ့ရာသီဥတုအစွန်ရောက်ဖြစ်စဉ်တွေဖြစ်တဲ့အာပြော့ဒေါ်လာနေညာနဲ့ IOD negative တို့ရဲ့အကျိုးဆက်တွေပါဒါကြောင့်မိုးလုံးကာလဖြစ်တဲ့နိုဝင်ဘာလကုန်ထိနိုင်ငံတဝန်းမှာအခါလုံးမိုးဖြတ်မှုတွေကိုရင်ဆိုင်ရနိုင်သေးတာကြောင့်တောက်သူဦးကြီးရဲ့အနေနဲ့ CJ platform ကတင်ဆက်နေတဲ့မိုးလေဝသသတင်းလေးကိုအမြဲမပြတ်စောင့်ကြည့်ပြီးပြင်ဆင်မှုတွေလုံဆောင်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ မနေ့ကအတွက်သေးစိတ်ခမှန်ချက်တွေအနေနဲ့ကတော့ရခိုင်မကွေတိုင်းအနောက်ခြမ်းပဲခူးတိုင်းရှေ့ခြမ်းနဲ့မွန်တို့မှာမိုးတင်းတင်းကနေမွန်များနိုင်ပါတယ်ရှင်အထူးသတိပြုရမယ့်နေရာတွေကတော့ရခိုင်ကံယူရန်တောက်ပိုင်းမြဝကျုံမအနောက်ပိုင်းနဲ့မုတ်တမကွိနဲ့ထိဆက်နေတဲ့မြို့နယ်တွေမှာမိုးလွန်များပြီးနေရာကွက်ပြီးတည်ထက်စွာရတုံနိုင်တာပါရန်ကုန်တိုင်းတစ်ခုလုံးနီးပါးနေ့ပြန်မှာမွန်များနိုင်ပြီးအထူးသဖြင့်ကြောက်တန်းတောက်ကခရဲမြို့နယ်တွေမှာမိုးလွန်များနိုင်ပါတယ်ရှင်ရခိုင်ပြည်နယ်ကစစ်တွေမအီရန်ပြဲရတဲ့တောင် ကျောက်တော်မြို့နယ်တွေမှာလည်းမိုးလုံးသေးထန်နိုင်တာကြောင့်ရေကြီးမှုအန္တရာယ်ကိုသတိပြုရပါမယ်ရှင်။ပင်လယ်ပြင်အတွက်အမြင့်ဆုံးဆင်းအန္တရာယ်သတိပေးချက်တွေလည်းရှိပါတယ်။မြမကယူတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်မှာမိုးတက်လေပြင်းတွေနဲ့အတူလေတိုက်နှုန်းတစ်နာရီ35မိုင်ထိတိုက်ခတ်နိုင်ပြီးလှိုင်းရေရှိပေကနေ10ပေထိရှိနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေဟာအလွန်ပဲကျန်းမာနေတာကြောင့်ကန်နီကန်ဝေရေလောက်သားတွေနဲ့ တင်နေသီးသားပြည်သူအားလုံးပင်လယ်ပြင်တွင်သွားလာတာတွေမပြုလုပ်ကြဖို့အထူးလေးပေးတိုက်တွန်းလိုက်ရပါတယ်ရှင်။မူလဝေသဖြစ်စဉ်တွေဟာချိန်နဲ့မျှကြောင်းလဲနေတာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမူလဝေသခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တရရခန့်လိုပါတယ်ရှင်။